အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်တန်လွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဆရာတာတင်ရေးသားထားတဲ့တာတင်နဲ့ပြစလတ်မော်ဆိုတဲ့ပြလောကဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ဘောလူပေလာခေါ်လို့ကျုပ်လိုက်ခဲ့တာဗျမြို့ဝကျုံးမွာမြို့လေးတစ်မြို့ကိုကျုပ်တို့ရောက်လာခဲ့တယ်အေယာဝတီတင်မောကြီးစီပြီး ရန်ကုန်ကနေတဆင်လာခဲ့တာဗျဘိုးလူဘေကိုလာပေးနာအဲ့ဒီမြို့ကလေးမှာနေတဲ့ဘိုးလူဘေရဲ့မိတ်ဆွေဥပဝင်းနေဗျဥပဝင်းရလဲဆရာပဲဗျဘိုးလူဘေကိုမွေးစားတဲ့ပထမဆရာပွားကြီးထွက်ရမကြွခင်တော့ဆရာပွားကြီးစီမှာတပည့်ခံခဲ့တဲ့သူတည်းဗျဒီနေမှာတော့ဥပဝင်းရလဲလွတ်ကျော်ကြတဲ့ဆရာပဲဗျဘိုးလူဘေကဆရာဥပဝင်းကိုအကိုလို့ခေါ်တာဗျဒါပေမဲ့အခုကြုံရတဲ့ပြဿနာကိုဆရာဥပဝင်ကဘလုံးမမရှင်းနိုင်ဘူးနဲ့ပြော။သူ့ဆရာပထမဆရာပွားကြီးကိုပွဲပေးပြီးရှောက်ထားတော့အိမ်မက်ထဲမှာဆရာပွားကြီးကြွလာတဲ့လေဗျ။ ်မောင်ဘဝင်ဒီကိစ္စအောင်မင်းမနိုင်ဘူးမင်းမလုံနိုင်နဲ့ငါသားလူပေကိုတွေ့အောင်ရှာပြီးပြင်မေတော့အဲ့လိုအမင်းရှိတာနဲ့ဆရာဦးဘဝင်ကလည်းဦးလူပေကိုလိုက်ရှာပြီးပြင်ရတာတည်းဗျဦးလူပေကဆရာဦးဘဝင်ကိုအကျိုးကြောင့်မင်းကြည့်ပြီးဒီကိစ္စအသက်ပြီးလွယ်မယ်မထင်ဘူးနော်အကိုဘဝင်ကျုပ်တို့ရဲ့မောင်တာတွေကိုအကူအညီခေါ်မှဖြစ်မယ်ဗျအကိုပါဝင်းတို့ကျုပ်တို့ဟာဆရာတွေဆိုတော့မျက်ကွင်းစေးကွင်းမှုမရှိဘူးမလားတခြားကူညီလည်းလိုချင်လိုမှာဗျအဲ့လိုပြောပြီးဘောလူပီကကျုပ်ကိုခေါ်လာတယ်ဗျို့ ဆရာဥပဝင်ကရန်ကုန်ကစောင့်နေတို့တို့ဆင်းလာတော့မှရန်ကုန်မှာစုံပြီးအေယာဝတီတင်းမောနဲ့ခေါ်လာတာဗျတင်းမောကချောင်းကျဲကြီးတဲ့ရောက်သွားလိုက်ချောင်းချင်းနဲ့ဝင်လိုက်နေတညာလုံးမောင်းတာဗျို့တင်းမောပေါ်လေလူတွေပြေးလို့ဗျနှစ်ထပ်တင်းမောကြီးနဲ့အပေါ်ထပ်ရောအောက်ထပ်မှာပါခီးတဲ့တွေကအေယာတွေခင်းပြီးအိတ်လို့ဗျကျတော့ကတော့ဆရာဥပဝင်းရဲ့အစီအစဉ်နဲ့အပေါ်ရက်ကအထူးကမ်းမှာနေရတယ်ဗျ။ကတင်လေးရင်းနဲ့အိတ်ကတယ်။ပြီးတော့အထူးကမ်းမှာတီးတက်အိမ်နာပါတယ်ဗျ။မနက်ဝေးလီဝင်လင်းမှာမြို့ကလေးကိုတင်းမောဆိုင်တယ် ဒီမျိုးကလေးမှာကားမရှိဘူးဗျမြင်လဲပါရလေမရှိဘူးစိုက်ကားပဲရှိတာဆရာဥပဝင်ရဘိုးလူပေကိုစိုက်ကားနဲ့ပင့်တယ်ဆရာဥပဝင်ရအိမ်ကနှစ်ထပ်အိမ်ဗျအောက်ကတိုက်ခန်းအပေါ်ကတစ်သားပေါ့ဗျာဆရာဥပဝင်ရအသက်60လောက်ရှိပြီးတားသမီးမထုံးကားခဲ့တော့သူဇနီးနဲ့သူပဲရှိတာဗျဆရာဥပဝင်ရဇနီးကဒေါ်အောင်မေတဲ့သူလည်းအသက်60လောက်ပဲဗျမြေဝကျုံးမောကငါးပစုံပေါ်ပြီးငန်းများကြီးလည်းအကောင်းစားထွက်တော့မုံအင်းကလှုပ်ကောင်းတာဗျ မိုးလင်းနာနဲ့ဆရာဥပဝင်းကကြွေတုတ်ကြိုက်တလုံးဆွဲပြီးမိုးအင်းကထောက်ဝဲကြွေးတော့တာဗျို့မိုးအင်းကလည်းမပဲကြော်ရောငဖယ်ရောငါတလောက်ဥပါထဲ့ကြွေးတာဗျကျုပ်ဆိုနှစ်ပွဲတော်စားပြစ်လိုက်တာဗျို့မိုးအင်းကနှစ်ပွဲစားပြီးတော့ငကားဆစ်လက်ကလေးထုတ်ပြီးမင်းကြီးလိုက်တယ်မောင်တာတရငကားဆစ်ဘောလေးကိုတိတ်ကြိုက်တယ်ထင်တယ်ဟုတ်တယ်ဆရာကျုပ်ကငကားပဲတောက်နေကြဆိုတော့အခြားတစိုက်တွေပြောင်းတောက်လို့မရဘူးဗျဆရာဥပဝင်းကကျုပ်ကိုပြောင်းမိမေးတာဗျဟုတ်တယ်မောင်တာတရဲ့ စက်လိတ်ဆိုတာကလည်းကိုတောက်နေကြတဲ့စိတ်ပဲတောက်လို့ရတာကွ။စည်းဆက်ပြောင်းလိုက်ရင်ချောင်းဆိုးရောကွယ်ကျုပ်လည်းအဘဆရာပွားကြီးစီမှာပညာတင်တော်ဆိုငကားစစ်ပေါ့လိုက်ပဲတောက်ခဲ့တာပခုတ်ကူမှာဆေးလိုက်ကိုဆုံးလို့ဒါပေမဲ့ကျုပ်ကငကားပဲတောက်ခဲ့တာအကိုဘာဝင်းကိုပြောရအောင်မယ်ဟောဒီမောင်တာတီကကျုပ်နဲ့မတွေ့ရင်ကလေးကအကိုနုံဖနဲ့တွေ့တာဗျဟေးဟုတ်လားမောင်တာတီအကိုနုံဖဆိုတော့ကျုပ်တို့ဆရာတို့တပည့်တွေထဲမှာအကြီးဆုံးကွယ် တုတ်တို့အားလုံးရဲ့အကိုကြီးလိုနေလာတာမောင်တာဒီရဲ့။နို့မောင်တာဒီကဆရာနုံဖားနဲ့လည်းအခုလိုလိုက်ဖူးရဲ့ပေါ့။ဟုတ်ကဲ့ဆရာကြောက်လိုက်ဖူးပါရယ်။ဆရာနုံဖားရဲ့ဆရာကြီးဒေါက်တာမင်းအောင်နဲ့တော့လိုက်ဖူးပါရယ်။ဆရာနုံဖားလည်းပါရယ်ဆရာ။ဟေးဒေါက်တာမင်းအောင်ဟုတ်လား။ကျုပ်ကတော့ကြားဖူးယုံပဲရှိတာပါ။ကြည်စန်းကွယ်မောင်တာဒီကပါရမီခံကောင်းလိုက်တာ။တကယ်ဆရာကြီးတွေနဲ့ကြီးပဲတွေ့ရတာပါလား။ဟုတ်တယ်ဆရာရဲ့ ကျုပ်ကဆရာအိုတို့ဆရာညိုတို့နဲ့လည်းလိုက်ခဲ့ဘူးလေ။အိုးတဲ့လဲနှမ်းဆက်တဲ့တငယ်ပဲပဲကွယ်။ဆရာဥပဝင်းကကျုပ်ကိုအံ့ဩချီးမွမ်းနေတာကိုဘိုးလူဗျာပြောင်းပြီးနားထောင်နေတာဗျ။နေပါဝန်းဗျာကိုပါဝင်းရဲ့ဟိုတငယ်မကိစ္စကိုပြောပါအောင်။ဘိုးလူဗျာလာရင်ကိစ္စဖြစ်တဲ့စိတ်ကူပေးရမယ်လူနာအကြောင်းကိုမေးတာဗျ။ဒီလိုဗျာကိုလူပေးရဲ့ကလေးမလေးကဒီရက်အနောက်ထဲမှာနေတာ။အေးရိတ်တာရက်ကွက်လို့ခေါ်တယ်။တစ်ကြီးဝါကြီးရွယ်အများကြီးရှိရဲ့မိုင်းညို့တဲ့အရက်ဗျ။ ။ဝိုင်းတွေကလည်းအကျေသားဗျာ။အဲ့ဒီအေးရိတ်သားရဲ့ဟိုဘက်အဆုံဆုံးမှာတိုက်ရင်ဟောင်းကြီးရှိတယ်။ကြီးကြီးကြီးဗျ။ဒီဘက်ကအေးရိတ်သားရက်ွက်နေဆိုရင်တော်တော်လေးလှမ်းသေးတယ်။ကြားထဲမှာလူနေအိမ်မရှိဘူး။ခြုံတွေတောတွေပဲရှိတာ။ဝါတော်တွေရှိတယ်။ပြီးတော့အဲ့ဒီတိုက်ရင်ဟောင်းကြီးကခြံဝန်းကျက်ကြီးထဲမှာရှိတာဗျ။ခြံဝန်းထဲမှာတော့တီးပင်ပန်းပွင့်တွေမှာစုံလို့ဗျာ။ကန့်ကော်ခရီးပတောက်တရဖီတရက်မလကမယန်ပိန်းနဲ့နဲ့ကျမောက်ပင်တွေစုံလို့ဗျာ နို့အဲ့ဒီမှာနေတဲ့မိသားစုတွေကဘသူတွေတုံးဗျ။အာလူမနေဘူးကိုလူပီရဲ့တိုက်ကြီးကဟောင်းနှမ်းပြီးတော့မဲမဲကြောက်ကြောက်ကြီးဖြစ်နေတာဗျ။အိုးဒါဆိုတတိဝန်လာနေခူးကျင်နေသူကဝင်ခူးရောဗောကိုပါဝင်ရဲ့။ဘသူမှမခူးဘူးမှာဗျာခူးဖို့နေနေတတခြံဝန်းကြီးတဲ့ဝင်ရဲတဲ့လူတော်ဟောဒီမျိုးမှာတယောက်မှမရှိဘူး။ဟင်ဘလို့ကြောင့်တော့ကိုပါဝင်ရဲ့တမျိုးလုံးဝလူတွေပြောတာကတော့အဲ့ဒီတိုက်နဲ့ခြံကြီးထဲမှာတရေရှိတယ်လို့လို့ဥစ္စာဆောင်ရှိတယ်လို့လို့ပေါ့ဗျာ။ မယုံလို့ခြံထဲစိုးဝင်ပြီးခူးတဲ့ဆွတ်တဲ့သူတွေဆိုရင်နေကင်းကြောင်တော့မှတော့ဖုံတိုင်းနဲ့ရိုက်ခိုင်ရလို့အမောဆို့မတက်ပြေးကြတာဗျ။နောက်တော့လေဘသူမှခြံထဲမဝင်ရဲတော့ပါဘူးဗျာ။အခုတော့ခြုံတွယ်ပိတ်ပေါင်းနေနဲ့တော်ယုံလူလည်းအနာမကပ်ရဲတော့ပါဘူးဗျာ။ခတ်တာအဲ့ဒီတိုက်ကြီးရဲ့ဟိုဘက်မှာတောကြီးဗျ။ဒီမျိုးကလူတွေထင်းခွေဝါခုတ်ချော်ဆွတ်လောက်ကြတဲ့တောပေါ့ဗျာ။အဲ့ဒီတောကြီးရဲ့ဝင်ဝင်ပြီးထင်းခုတ်ကြမြို့ထဲမှာလာရောက်ကြပေါ့ဗျာ။မိုးကြချိန်ဆိုရင်တော့အမှုန်နှောက်မြစ်ချိုလောက်ကြတယ်ဗျ။တားကောင်ကြီးကြီးတော့မရှိတော့ပါဘူးဗျာ။ယုံတော့ရှိတယ် ကြောင်ရှိရယ်တခါတလေတောဝကလေးပါလေရတတ်တယ်မြို့ထဲကအမဲပြစ်ဝါဒနာပါတဲ့သူတွေကလည်းအဲ့ဒီတောထဲဝင်ပြီးယုံလေးပါလေပြစ်ကြတာပေါ့ဗျာနေပါအောင်ကိုပါဝင်ရဲ့စောစောကပြောတဲ့တိုက်ကြီးမှာလူမနေတာကြာပြီလားဗျအင်းခုနှစ်နှစ်ရှစ်နှစ်လောက်ရှိပြီဗျအဲ့ဒီမတိုင်ခင်ကတော့ရှမ်းလို့လူလူတယောက်နေတယ်ဘယ်ရရောက်လာတဲ့လူလဲမသိပါဘူးဗျအဲ့ဒီအိမ်ကြီးမှာတက်နေတာပဲသူရှိတော့ကတော့ခြံဝန်းကိုအမြဲရှင်းလင်းလာတာမျိုးတွေကလူတွေကအဲ့ဒီကလေးကဒီခြံကြီးထဲကိုမဝင်ရဲကြတော့တာဗျ ဟမ်ဘာဖြစ်လို့တော့ကိုပါဝင်ရဲ့အဲ့ဒီရှမ်းလွန်လို့လူကလည်းတမြုံလုံးကလူတွေနဲ့အတီကျွမ်းမလုပ်ဘူးလေခြံတကားကိုပိတ်ပြီးတော့အိမ်ကြီးထဲမှာပဲနေတာများတယ်ပြီးတော့ထူးဆန်းတာခြံထဲရအပင်တိုင်းမှာမွေကြီးတွေရစ်ပတ်နေတာလေဗျို့မွေတွေမှအများကြီးဆိုပဲဗျဒီတော့ခြံထဲဝင်မုန်နေနေတတာခြံဝါမှာတော့ကြကြမရက်ရဲဘူးဗျအဲ့ဒီလူပျောက်သွားတာအခုဆိုရင်9နှစ်10နှစ်ရှိပြီဗျဒီလူပျောက်သွားတာနဲ့ခြံထဲရမွေတွေလည်းပျောက်သွားရောဗျဒါပေမဲ့အခုဟာမွေထက်ဆိုတဲ့ တရေလာဥစ္စာဆောင်လာမတိရဟာခြံထဲဝင်ရိုက်ကြည့်လို့တာဗျ။နို့နေပါအောင်ကိုပါဝင်ရဲ့ကျုပ်စေးကုပေးရမယ်တငယ်မနဲ့ဒီတိုက်ကြီးကဘလို့ပတ်သက်လို့တော့ဒီလိုဗျကိုလူပေးရဲ့ခလေးမလေးရဲ့နာမည်ကမတ်စပယ်လို့ခေါ်တယ်ဗျ။အသက်ကအစိမ့်လောက်ပဲရှိသေးတယ်။ခလေးမလေးရဲ့မိဘတွေကဝါထရန်တွေတောင်းတွေချင်းတွေရက်တဲ့အလုပ်ကိုလုပ်ကြတယ်။ခလေးမလေးကတော့အိမ်မှာပဲအမေနဲ့ကူညီချက်ပြုတ်ပေးရတာပေါ့ဗျာ။အားတဲ့ချိန်တွေမှာတော့အဖေနဲ့အမေနဲ့ထရန်တွေရက်တောင်းတွေရက်ပေါ့ဗျာ။ တခါတလေလည်းအမေနဲ့ဟင်းရွက်ကူတာတော့ဘာလို့လိုက်တက်တယ်ဗျအခုဖြစ်တာကလေးမလေးကတခါတခါအိမ်ကနေပျောက်ပျောက်သွားတယ်ဗျပြန်လာရင်လည်းတရဖီပန်းနဲ့ဝေနေအောင်ပန်လာတယ်ဆိုပဲဗျဟင်တရဖီပန်းပန်တာစမ်းလို့လားကိုပါဝင်ရဲ့ဟာစမ်းနေကိုလူပေးရဲ့ဒီတစ်မျိုးလုံးမှာတရဖီပန်းမင်ရှိတာဆိုလို့စစောကတိုက်ဟိုကြီးရှိတဲ့ခြံဝင်းထဲမှာပဲရှိတာဗျ No ဒီတငယ်မအောင်မေးမကြည့်ကြဘူးလားမေးတာပေါ့ကိုလူပေးရဲ့အဲ့ဒီလိုမေးရင်ကလေးမလေးကမဖြေဘူးတယ်ဗျ ဝိလေကြောင်ဘတ်တွေပြောတာဗျဟိုလူပေးတယ်လို့လို့ဒီလူပေးတယ်လို့လို့ပေါ့ဗျာဟိုချန်ကြီးတဲ့တရဖီပြီမှလည်းပွင့်နေလိုက်တာမှဖွဲဖွဲကိုလှုပ်နေတာတည်းဗျဒီတော့လူတွေကမဆက်ပဲဆိုတဲ့ကလေးမလေးကချန်ကြီးတဲ့ကိုဝင်သလားဒါမှမဟုတ်ချန်ကြီးတဲ့ကဥစ္စာဆောင်နေနဲ့ပတ်သက်နေသလားပေါ့ဗျာဒီလိုတွေးနေပြောနေတော့မှပဲဒီကလေးမလေးကပုံစံပြောင်းလာရောဗျဟမ်ဘလို့ပုံစံပြောင်းလာတာလဲညရောက်ရင်မအိပ်တော့ဘူးတည်းဗျသူ့အိမ်ခန်းထဲမှာတိုး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 နဲ့စကားတွေပြောနေတဲ့တည်း တခါတလေတယောက်တည်းခုတ်ခုတ်ခိခိနဲ့ရဲလို့တယ်ဗျဒီတော့ဒီကလေးမလေးကိုတိုက်ဟိုကြီးရဲ့ဥစ္စာနဲ့ကြိုက်နေတယ်လို့ထင်ကုန်ကြတာပေါ့ဗျာဒီလိုဖြစ်တာကြာပြီလားကိုပါဝင်တိတ်မကြသေးဘူးဗျ၃လလောက်ပဲရှိအောင်မယ်อืมနောက်ကောထူးရတာရှိသေးလားကိုပါဝင်ထူးတယ်ဗျကိုလူပဲရဲ့မဆက်ပဲဆိုတဲ့ကလေးမလေးကရုပ်ရည်ယူပကအတော်ချောတာဗျသူလူလာဖြစ်တဲ့မိဘတွေရဲ့အခြေအနေနဲ့တော့တော်တော်ကွာခြားနေတာဗျသူရုပ်ရည်နဲ့အလုံးထရာတကယ်ကိုမင်းကြိုက်စိုးကြိုက်ပုံစံဗျ ဒီကလေးမလေးမှာရီးစားတွေပါရောရှိလာကိုပါဝင်ရီးစားရဲ့လို့တော့မရှိဘူးတဲ့ကိုလူပေးရဲ့သူ့ကိုကြိုက်တဲ့တငယ်တွေတော့ရှိတာပေါ့ဗျာဒီလောက်လာတဲ့ကလေးမလေးပဲကိုလူပေးရဲ့ဒါမဲ့ကလေးမလေးကတော့ဘသူ့မှပြန်မကြိုက်ဘူးလေဗျအိမ်ုံလာလေတဲ့တငယ်တွေရောရှိတတ်တယ်လားဗျဟာရှိတာဗောကိုလူပေးရဲ့ရှိလို့ပဲဒီလိုပြဿနာပေါ်လာတာဗောဗျာဟင်ဘာပြဿနာတော့ကိုပါဝင်ရဲ့ခလေးမလေးစီလာတဲ့တငယ်လေးတွေကိုရိုက်ပုတ်လို့လေဗျာ ဟုတ်လားဘသူကရိုက်လွတ်တာတုံးဗျဘယ်သူဘယ်ဝါရယ်လို့မြင်ရတာမဟုတ်ဘူးဗျဖုံးကနေတိုင်းကနေနေအောင်ရိုက်လွတ်တာတဲ့ဗျတချို့တငယ်လေးတွေကြတော့လေတချို့လည်းပြေးတဲ့ဗျတချို့ကြတော့လေမင်းကဘာကောင်လဲငါကဘာကောင်လဲထားလို့တော့တာဗျအဲ့လိုဆိုရင်ဝိုင်းနေရနေအပြင်ရအောင်ဆွဲထုတ်တာဆိုပဲဗျ။အိုးတော်တော်ဆိုးနေတာပဲ။ဟုတ်တယ်အဲ့ဒါကြောင့်ကြောက်လဲကိုလူပီကိုတွေ့အောင်လိုက်ရှာပြီးပင့်ရတာဗျ။ဘိုးလူပီကငြိမ်ပြီးစဉ်းစားနေတယ်ဗျ။တော်တော်ကြတယ်ဗျ။ ပြီးတော့မှမေးတယ်။ကြောက်ကူတာပေးတာကိုကလေးမရဲ့မိဘတွေကလက်ခံမမလား။ဟာလက်ခံတာဗောကိုလူပေးရဲ့။သူတို့ကိုယ်တိုင်ကြောက်ကိုလာအပ်တာလေ။သူတို့တမီလေးယူနေပြီထင်ကြတာဗျ။ကြောက်ကဒီကိစ္စကိုကြုံမကူနိုင်ဘူး။ကြောက်ထက်တော်တဲ့ဆရာကိုပြင့်မိမယ်ဆိုတော့ပြင့်မိပါဆရာရဲ့။လမ်းစရိတ်စားစရိတ်ကုန်ကြစရိတ်အားလုံးပေးပါမယ်ဆိုပြီးကြောက်ကိုငွေတွေပေးလိုက်တာဗျ။အခုလေကိုလူပေးပါလာပြီဆိုတော့ရောက်ရောက်ချင်းကြောက်အကြောင်းကြားလိုက်ပြီးပါပြီ။ခဏနေကြောက်တို့သွားရုံပဲဗျ။မိဘတွေကလည်းကိုလူပေကိုစောင့်နေကြပါပြီ။ ေးရိတ်တာမဆက်ဘဲတော့အိမ်ကိုကျုပ်တို့ရောက်ခဲ့ကြတယ်။ခြံဝင်းကကြဲသားပြ။ခြံဝင်းထဲမှာဝါခွဲတဲ့သူကခွဲ၊ထရန်ရက်တဲ့သူကရက်၊တောင်းတွေချင်းတွေသကောတွေစံတွေရက်တဲ့သူကရက်၊ရောင်းတဲ့သူကရောင်းနဲ့စီးပွားရေးအတော်လေးအဆင်ပြေပုံပဲဗျ။အိမ်ကတော့တထက်အိမ်ပါပဲ။တော်တော်လေးတော့ကြဲကြဲဝန်းဝန်းရှိရဗျ။မဆက်ဘဲဆိုတဲ့အမျိုးသမီးကိုဖျားတင်ရှိမှခေါ်ပြီးဘိုးလူပြာစမ်းတက်တယ်။ပြီးတော့မဆက်ဘဲရဲ့အဖေနဲ့အမေကိုစမ်းတက်တယ်။ဘိုးလူပြာဘာမှမပြောဘူးဗျ။မဆက်ဘဲကိုတော့လှုပ်ရှားရှိရသွားလို့တော့ဆိုပြီးလွတ်လိုက်တယ်။ မဆပဲမရှိတော့မှသူ့မိဘတွေကိုဘိုးလူပြာပြောတယ်ဗျခလေးမမှာဘာပြောကားမှမရှိဘူးဗျဒါမဲ့အကြောင်းတစ်ခုခုတော့ရှိနေတယ်ဆိုတာသိကြတယ်အဲ့ဒါဘာတော့ဆိုတာတော့ကျုပ်တို့တည်တည်ချာချာလေ့လာမှဖြစ်မယ်ရမ်းပြောလို့တော့မဖြစ်ဘူးတတက်ဒီခလေးမညာဘက်ဘယ်ချိန်လောက်မှစကားတွေပြောတတ်တာတော့ညာတကောင်ကြော်ရနဲ့ပြောတာပဲဆရာကြီးရဲ့ကျမလည်းချောင်းကြည့်ပေးမယ်ဘာမှမတွေ့ရဘူးသူတယောက်တည်းပဲတွေ့ရတယ်မနဲ့ရောက်လို့သူ့ကိုမင်းရင်လေအိပ်ပျော်ပြီးရောင်တာဖြစ်မှာဘောလို့ပြောတယ်ရှင် ကဲဒါဆိုအကိုပါဝင်ရည7နှစ်လောက်မောင်တာတွေကိုဒီအိမ်ကိုလိုက်ဖို့ပေးဗျာမောင်တာတွေကဟောဒီယာဘသူအဲကျမနာမည်လားမအောင်ကျင်ပါကျမယောက်ျားကိုပါဆိုင်ပါရှင်ဟုတ်ပြီမအောင်ကျင်ချောင်းကြီးတဲ့နေရာကနေမောင်တာတွေကိုချောင်းကြီးခိုင်းလိုက်ပါသူမြင်ပါလိမ့်မယ်ကျုပ်တို့လည်းအကျိုးချောင်းပြောပြီးပြန်ခဲ့ကြတယ်ဆရာဥပဝင်တို့လမ်းထဲရောက်တော့လမ်းထဲကနေအညိုရောင်ဝီလီချစ်တစီမောင်းထွက်လာတယ်ဗျလမ်းကလည်းကျင်းတော့ကျုပ်တို့ကလည်းလမ်းဘေးနားမှာရက်ပေးလိုက်တယ် ကြေကားမောင်းလာတဲ့သူကရုတ်ရည်တန်းတန်းအသားဖြူဖြူအသက်40လောက်ရှိမယ်။ကာမောင်ရင်အဲ့ဒီလူကဘိုးလူပဲကိုတိတိကျကျစိုက်ကြည့်သွားတယ်ဗျ။ဆရာဥပဝင်ပြောတော့ဒီမျိုးမှာကားမရှိဘူးဆို။တမျိုးလုံးမှာဒီတစည်းပဲရှိရာမောင်းတာတွေရဲ့။အခုနကကားမောင်းသွားတာရွှေစမှုစံစက်တထေးလေးကိုမိုးဆွေလေး။လူပြိုကြီးကွဲ့။အခုထိအိမ်တော်ရဲ့အသားမပြုတ်ဘူး။တဘောအားကြီးကောင်းတဲ့လူ။သူ့ဆန်ဆန်ကမျိုးတော်ဘက်ကချောင်းကမမှာရှိတာ။နေရောညရောမနာတော့ကြိတ်ရတဲ့ဆက်ပါဗျာ။ တထေးကိုမိုးဆွေရတော်တော်ချမ်းသာတာဗျ။ဒါမဲ့သူခမမာနာလည်းမရှိရပါဘူးကွယ်။ဒီလူစိုးစိုးကဘိုးလူပဲကိုကြည့်သွားတဲ့ပုံကတမျိုးပဲဗျဆရာဦးပါဝင်ရဲ့။ကျုပ်ကကျုံမြင်တဲ့အတိုင်းပြောလိုက်တယ်။ဟာမဟုတ်ပါဘူးကွယ်မြို့လေးရသေးတော့တခြားလူစိမ်းတွေရောက်ရင်ထူးခြားနေလို့ကြည်တာနေမှာပါ။ညာ၁၇နာရီထိုးတော့ကျုပ်ကိုဆရာဦးပါဝင်ကခေါ်လာပြီးဥပဆိုင်တို့ဒေါ်အောင်ကျင်တို့ရဲ့အိမ်ကိုပို့တယ်။ဘိုးလူပဲကတော့အိမ်မှာနေခဲ့ပြီးပဒီးစိတ်နေတယ်ဗျ။ကျုပ်တို့ဥပဆိုင်နဲ့ဒေါ်အောင်ကျင်ကအမောင်ရိတ်ထဲကနေစောင့်နေကြတယ်။ ပြီးတော့ဒေါင်းကျင်ကကျုပ်ကိုအိမ်မော်ခေါ်လာပြီးမဆက်ပဲအိတ်တဲ့အခန်းနဲ့ကက်လျာခန်းနဲ့ကိုပို့ပေးတယ်။အခန်းကဝါရီယံကာရတာဆိုတော့တပတ်ကန်းကမှန်ရင်ထွန်းထားတဲ့အလင်းရောင်လေးကိုထရံပေါက်ကနေလမ်းမြင်ရတယ်။ဒေါင်းကျင်ကကျုပ်ကိုထားခဲ့ပြီးပြန်ထွက်သွားတယ်ဗျ။ကျုပ်ကလည်းမျက်ကွင်းစေးကွင်းလာခဲ့တာလေဗျာ။ရက်ကွက်ကင်းနေရလေည7နာရီတန်ချောင်းခေါက်တန်ကြားလိုက်ရတယ်။တပတ်ကန်းကရေတံတိုးတိုးလေးကိုကြားလိုက်ရတယ်ဗျ။အတန်အောင်အောင်နဲ့စကားပြောတာတခုလည်းကြားလိုက်ရတယ်။ကြောက်ကွင်းနဲ့မျက်ကွင်းစေးကတခါလေကြာရင်အတန်မှကြားရတတ်တယ်။ မြက်ကွင်းစည်းဆိုပေမဲ့ပါရမီခံရှိတဲ့ကြောက်လို့လူအတွက်ဒိဗ္ဗတော်တာလို့ခေါ်တဲ့အကြအာယုံကိုလည်းပေးတယ်ဗျမျက်စိကွင်းမီစေးကြံလေးကိုနားနှစ်ဖက်ကိုပါပို့ပေးရတာပေါ့ဗျာမတ်စပယ်ပြန်ပြောတဲ့အတန်လည်းကြားရတယ်ဘာရီပြောနေမှန်းတော့မသေးခွဲဘူးဗျဒါပေမဲ့မတ်စပယ်ယောက်ျားတစ်ယောက်နဲ့စကားပြောနေတာကိုသိကြတယ်အတန်ခတ်အုံနဲ့ရေလိုက်စကားပြောလိုက်နေဗျကျုပ်လည်းထရန်မောင်လေးတစ်ပောက်ကနေချောင်းကြည့်နေလိုက်တယ်ဟာကျုပ်ဘက်ကအတန်ထွက်သွားတော့မလို့ဗျလက်နဲ့အုပ်လိုက်မိပြီလို့သာပေါ့ ကြုံမြင်နေရတယ်ဗျမတ်စပယ်ယောက်ျားတစ်ယောက်နဲ့ပွေးဖက်ပြီးစကားပြောနေတာပြီးတော့အဲ့ဒီလူကဘသူလို့ထင်တော့ကျုပ်တို့ညနေရဝီလီကျေးပေါ်မှာတွေ့လိုက်တဲ့ဆန်ဆက်တထေကိုမိုးဆွေဆိုတဲ့လူဗျကျုပ်ပြန်အံ့ဩလိုက်တာဗျကျုပ်မျက်လုံးကိုကျုပ်မယုံလို့တိတိချာချာထတ်ကြည့်ရဲ့ဟုတ်ပါဗျာကိုမိုးဆွေမှာကိုမိုးစီအစ်စ်ဗျမှန်အိမ်မီးရောက်အောင်မှာဒီလူမျက်နှာကိုကျုပ်တိတိချာချာတွေ့နေရတယ်ဗျဒါပေမဲ့နေ့လယ်ကကားပေါ်မှာတွေ့လိုက်တဲ့ပုံနဲ့အခုပုံကနည်းနည်းပေါ်ပြီးပိန်နေသလိုပဲဗျဒါကတော့မှန်အိမ်မီးရောက်နေမလို့ဖြစ်မယ်လို့ကျုပ်တွေးလိုက်မိတယ် ျုပ်ထိုင်ရန်ပေါက်ကနေချောင်းကြီးနေရကနေထားရက်လိုက်တယ်။ပြီးတော့ကိုကိုဖော့ပြီးခြေတံဖွားနေရင်အိမ်ရှိကိုထွက်လာခဲ့တယ်။ဘာများထူးထူးခြားခြားမြင်ခဲ့တော့မောင်တာတေအဲ့လိုမဆပယ်ရဲ့အမေဒေါ်အောင်ကျင်ကကျုပ်ကိုလေတံတူးတူးနဲ့မေးတယ်။ကျုပ်မြင်တာကိုပြောလို့ဘယ်ဖြစ်မှာတော့ဗျာ။အကြီးစိတ်မပူနဲ့နော်။လိုအပ်တာကိုဆရာကြီးလောက်ကင်ပြပါလိမ့်မယ်။ကျုပ်ကဆရာကြီးဘောလူပေကိုပဲပြောရမှာမို့အကြီးကိုပြောမပြတာကိုစိတ်မရှိပါနဲ့ဗျာအဲ့လိုတောင်းပန်ပြီးဆရာဥပဝင်းနဲ့ကျုပ်နဲ့ကအိမ်ပြန်ခဲ့ကြတယ် အင်းရောက်တော့အကျိုင်းရင်တောက်နေရင်နဲ့ကျုပ်တို့စောင့်နေတဲ့ဘိုးလူပြေကမေးရောဗျဘယ်လိုလဲထူးတယ်မလားမောင်းတာတေထူးတယ်ဆရာကြီးထူးတယ်ခလေးမလေးကဘသူနဲ့စကားပြောနေတာတော့ကွယ်မောင်းတာတေရဲ့နေလေဟာဆရာကြီးတို့ရောကျုပ်ရောမြင်လိုက်တဲ့ဝီလီချစ်မောင်းသွားတဲ့စံသက်တထေကိုမိုးဆွေပါဆရာကြီးနှစ်ယောက်သားပွေဖက်နေကြတာဗျဘိုးလူပြေကခေါင်းလေးညိတ်ပြီးနားထောင်နေတယ်ဘာမှတော့မပြောဘူးဗျမောင်းတာတေမြင်တာတေချာရဲ့လားကွယ် ဆရာဥပဝင်ကမေးတာဗျသူ့ကိုကြည့်ရတာဘာအောင်မှနားမလဲတော့တဲ့ပုံစံမျိုးပြုဆရာဥပဝင်လိုပဲကြုတ်လဲဘာအောင်မှနားမလဲတော့ပါဘူးဗျာဒါကြောင့်ဂျစ်ကားဘွာလူကကျုပ်ကိုတေးသေးချာချာကြည့်သွားတာကိုမောင်တာတေပြောတော့ကျုပ်ဘာကိုမှမတွေးမိဘူးကွဘလို့ဖြစ်လို့တော့ကိုလူပဲရဲ့ဆရာဥပဝင်ကမေးတာဗျကျုပ်လည်းမေးနေတာဆရာကြီးတွေရဲ့အရာမလို့မမေးရဲလို့တာဗျနောက်တော့တိမာပေါ့အကိုပါဝင်ရာကဲအဲ့ကြတော့မနှက်ဖန်ညရောက်မှာပဲအလုပ်လုပ်ကြရမှာ နောက်တစ်နေ့ရောက်တော့ဆရာဥပဝင်ကိုဘိုးလူပြာပြောစရာရှိတာတွေတူ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 နဲ့ပြောပြီးဥပဆိုင်တော်ဒေါအောင်ကျင်တော်အိမ်ကိုလွတ်လိုက်တယ်။ကျုပ်ကတော့ဘိုးလူပြာပြောတယ်ဗျ။မောင်တာတေးရေညရောက်ရင်တော့အထူးဆန်းနဲ့တွေ့ရတော့မှာပေါ့ကွယ်။မောင်တာတေးနည်းနည်းတော့စွန့်စားရလိမ့်မယ်။ဘယ်နဲ့တော့ဖြစ်ပါမလား။အာဆရာကြီးကလည်းတာတေးဆိုရက်ကောင်အထူးဆန်းနဲ့ကြိုက်လေပါဗျ။စွန့်စားရမယ်ဆိုရင်လည်းဘလောက်စွန့်စားစွန့်စားရပါ။နေ့လေရောက်တော့ဆရာဥပဝင်ကပြန်ရောက်လာတယ်။ဘယ်နဲ့တော့ကိုပါဝင် နေရာကြခဲ့ရလား။ ကြတယ်ကိုလူပေရေကျုပ်စီစင်းတဲ့အတိုင်းခလေးမလေးကိုသူ့အမေကဥပေတိုင်မြင်နဲ့ဈေးခေါ်သွားတယ်။ကျုပ်လည်းသူ့အဖေကိုပါဆိုင်ကိုခေါ်ခလေးမလေးအခန်းထဲဝင်ပြီးတောင်းလေးတောင်းမှာကိုလူပေပေးလိုက်တဲ့အင်းလေးချက်ကိုရိုက်လာခဲ့တယ်။ပြီးတော့ညရောက်ရင်ခလေးမလေးတကားချက်ထိုးလို့မရအောင်ကိုပါဆိုင်ကိုယ်တိုင်လှုပ်ပေးထားတယ်ဗျ။ဒါဆိုရင်တော့ဟန်ကြပြီပေါ့ကိုပါဝင်းရ။ညရောက်ရင်ကျုပ်တို့သွားပြီးစံဆက်တထည်ကိုဖမ်းယုံမဲကြံတော့တာဗောဗျ။ဟုတ်တော့ဟုတ်ပါတယ်ကိုလူပေရဲ့ဒါပေမဲ့ကျုပ်စိတ်ထဲမှာမရှင်းတာ တထဲကိုမိုးဆွေဆိုတာဒီတမျိုးလုံးကပျော်ရိုင်းကြိုက်တဲ့နှင်းစီကိုင်ပါဗျ။သူ့လိုလူနဲ့ကြိုက်တဲ့မိန်းကလေးတယောက်ကိုဘယ်မိဘမှတဘောင်းမတူပဲမနေပါဘူးဗျာ။အခုဟာအတတ်ပညာတမျိုးကိုတောင်းပြီးအိမ်ထဲကိုခိုးဝင်ခလေးမလေးကိုတိတ်တိတ်ပုံပေါင်းသိနေတယ်ဆိုတာကတော့ကြုံနားမလဲပါဘူးကိုလူပေရ။ကိုမိုးဆွေကဒီလိုလူမျိုးမဟုတ်ဘူးဗျ။အင်းညရောက်တော့အဖြေပေါ်ပါလိမ့်မယ်ကိုပါဝင်ရ။ဘိုးလူပေရကျုပ်ကိုအေးရေးဝအောင်အိမ်ခိုင်းလို့နေခင်းမှမှကျုပ်အိတ်နေရသေးတယ်ဗျ။ညာ၁၇နှစ်ကျော်ကျော်မှာတော့ဘိုးလူပေရဲ့ဆရာဥပဝင်ရဲ့ကျုပ်ရဲ့ အိမ်ကထွက်ခဲ့ကြတယ်ဗျ။ဥပစာအိမ်ကိုရောက်တော့စနစ်ထိုးကနီးပေါ့ဗျာ။မောင်တာတေမျက်ကွင်းစေးကွင်းခဲ့လား။ဟုတ်ကဲ့ကွင်းခဲ့ပါရဲ့ဆရာကြီး။ယော့ဟောဒီချိန်မှန်းကွင်းကိုယူတာ။မနေ့ညမောင်တာတေတွေ့တယ်ဆိုတဲ့စံဆက်တထေးဆိုတာကိုဒီချိန်မှန်းကွင်းနဲ့ရအောင်ဆွေးရမယ်။သိလား။မင်းကိုတွေ့ရင်သူထွက်ပြေးလိမ့်မယ်ကွ။ဒါပေမဲ့အခန်းထောက်နေမှာအကိုပါဝင်ရအင်းနေရိုက်ထားတာဆိုတော့ဒီအခန်းထဲကိုသူအဝင်မဲရှိတယ်။အထွက်မရှိတော့ဘူး။အခန်းထဲကထွက်လို့မရရင်မောင်တာတေကိုသူရမ်းမှုမှာပဲ။ သူ့ရဲ့အင်အားအာမန်အင်အားမျိုးမဟုတ်ဘူးကွလူတယောက်ကိုပေး20လောက်လွှင့်ထွက်သွားအောင်တွန်းထုတ်နိုင်တယ်ကန်နိုင်ကြောက်နိုင်တယ်ဟောဒီမှာရော့ဒီထုံးမှန်းလုံးကိုမျိုးချထားလိုက်ဒါတပွဲတို့ထုံးမှန်းလုံးခေါ်တယ်ကိုရင်ဆန်ရမယ့်ရန်သူရဲ့အင်အား3000လောက်မင်းရလိမ့်မယ်မောင်တာဒီရဲ့တုတ်ကဘောလုံးပဲပေးတဲ့ထုံးမှန်းကိုမျိုးချလိုက်တယ်ဒီအတိုင်းမျိုးချတာဗျရေနဲ့မတော့ရဘူးတဲ့ထုံးမှန်းလုံးလေးကလက်ချောင်းမှာတင့်နေတယ်လို့ပဲဗျကျုပ်အိမ်ထဲကိုဝင်ခဲ့ပြီဒီညတော့ကျုပ်နဲ့လိုက်လာတာမဆက်ပဲရဲ့အမေဒေါ်ဦးကျင်မဟုတ်ဘူးဗျ မဆက်ဘဲရဲ့အဖေဥပစင်ကိုတိုင်ပဲလိုက်ခဲ့တာမနေ့ကညလိုပဲတပတ်ခန်းကနေကြုတ်ချောင်းကြည့်ရယ်ဘောလူပဲပေးလိုက်တဲ့ချီမန်းခွင့်ကိုကြုတ်လဲပေးမှဆွတ်ထားတယ်ဟောရေတံကြားပြီဗျို့တပတ်ခန်းကတခက်ခက်နဲ့ရင်နေတဲ့အတန်ကိုကြားလိုက်ရတယ်ပြီးတော့ခတ်အုပ်အတန်နဲ့စကားပြောတဲ့အတန်နဲ့တန်ကိုကြားရတယ်ဟိုလူရောက်ပြီကြုတ်ထရံမောက်ကနေချောင်းကြည့်လိုက်တယ်ဟုတ်ပါဗျာနှစ်ယောက်သားပွေလို့ဖတ်လို့ပါဗျာကြုတ်ခဏစောင့်နေလိုက်တယ်ဒီလူစိတ်ချလက်ချရှိသွားအောင်ပါဗျာ ခဏနေတော့ကျုပ်ကမတ်စပယ်ရဲ့အဖေဥပစင်ကိုလက်ကုပ်လိုက်တယ်။ဥပစင်ကလည်းချက်ချင်းထပြီးအခန်းပြင်ကိုခြေဖို့ပြီးထွက်တယ်။ပြီးတော့တပတ်ခန်းအောင်သွားတယ်။မတ်စပယ်ရဲ့အိမ်တကောင်အတန်မကြောက်အောင်ဖွင့်မိလိုက်တယ်။ဥပစင်ကနေခင်းနေ့ကကြိုပြီးပြင်ဆင်လာတာဆိုတော့တကားအတန်မမီပဲပွင့်သွားတယ်။ကျုပ်ကဥပစင်ကိုလက်ကုပ်လိုက်တော့အိမ်ရှိကိုထွက်သွားတယ်။ကျုပ်အခန်းထဲဝင်သွားတာကိုပြောပြီးဘိုးလူပင်နဲ့ဆရာဥပဝင်ကိုခေါ်လာဖို့ပေါ့ဗျာ။ကျုပ်မတ်စပယ်ရဲ့အခန်းထဲကိုခြေဖို့ပြီးဝင်လိုက်တယ်။ဒါပေမဲ့မရဘူးဗျ။ဟိုလူကကျုပ်ကိုမြင်သွားပြီ။ ထပြေးပြီးပြို့ကျုပ်ကိုတစ်ချက်တစ်ချက်စောင့်တုံးပြီးတော့အခန်းတကားဘက်ကိုပြေးထွက်တယ်ဝုံကနေအတန်နဲ့တူသူ့ကိုတယောက်ယောက်ကစောင့်တုံးလိုက်တယ်လို့ကိုကြမ်းမြင်ပေါ်ပြုတ်ကျတာဗျဟောဒီလူချက်ချင်းကြပြီနေရန်ကိုဖောက်ထွက်ဖို့လုပ်ကြည့်ရယ်ဟောကြမ်းမြင်ပေါ်နောက်တစ်ချိန်ကြပြန်ပြီပြို့ဒီလူကကျုပ်ကိုတစ်ချက်လမ်းကြည့်ရယ်ပြီးတော့ကြမ်းမြင်ပေါ်ကနေလက်ကနဲထပြီးကျုပ်ကိုပြေးထိုးတယ်ကျုပ်ကလည်းတတိထားနေရဆိုတော့သူ့လက်တီကိုကတ်ရှောင်လိုက်ပြီးဒီလူအရှိုက်ကိုထောက်လက်တီတစ်လုံးနဲ့ထိုးသွင်းလိုက်တယ်ဒီလူဒူးညွန့်ကြသွားတယ်ဘိုးလူပဲပြောတဲ့အတိုင်းပဲဗျာ ကျုပ်ရဲ့အာရုံတွေကတော်တော်ကြီးနေအောင်ကျုပ်ကိုယ်တိုင်တတိထားမိလိုက်တယ်။ရတဲ့အခွင့်အရေးကိုကျုပ်ဆိုတဲ့တာတရားပဲလက်လွတ်ခံမှမလဲဗျာ။ဒီလူကိုမေယိုးနှစ်ချက်ဆင့်ထိုးပြီးအရှိုက်ကိုတစ်ချက်ထပ်ထိုးလိုက်တယ်။အင်းငနဲ့မြည်ပြီးကျမ်းမြင့်မော်ကိုဒူးထောက်ကြသွားရောပြို့။ကျုပ်လည်းဘိုးလူပဲစွတ်ခိုင်းတဲ့ချီမန်းငွေကိုချက်ချင်းစွတ်လိုက်တယ်။ဟာဒီလူယောက်ကြီးပေါ်လာပြီပြို့။ဟမ်အကိုအကိုကိုမလောက်ကြပါနဲ့။အကိုကလူကောင်းပါရှင်။မဆက်ဖေရဆက်တဲ့ကိုမိုးဆွေကိုပြေးပြီးပွေ့ရဲ့။ အခန်းဝမှာဆေးလွယ်ကြီးလွယ်ပြီးရက်နေတဲ့ဘိုးလူပေကအခန်းထဲကိုတလှမ်းချင်းဝင်လာပြီးကိုမိုးဆွေဆိုတဲ့လူကိုတိတ်တိတ်ချာချာကြည့်နေတယ်။မောင်ရင်ကဘသူတုံး။အဲ့လိုဘိုးလူပေကမေးလိုက်တယ်။ကျွန်တော်စက်တထင်းမိုးဆွေပါဗျာ။ဖြစ်မှဖြစ်ရလေမောင်မိုးဆွေရဲ့မင်းကတကယ်လူနေမှာသွားတွေ့တာ ਉਹ ကွ။ဘိုးလူပေကကိုမိုးဆွေကိုတိတ်တိတ်ချာချာကြည့်ပြီးဂယုဏတန်အဖြစ်နဲ့ပြောတာဗျ။ကိုမိုးဆွေဒါဆရာကြီးဘိုးလူပေဗျ။ကြောက်ပြောတော့မှကိုမိုးဆွေကပြပြတလဲနဲ့ဆရာကြီးကိုကတော့တယ်။ မဆပေးရလဲရောရောက်ပြီးတော့ကိုမိုးဆွေနဲ့အတူဆရာကြီးကိုကတော့လို့ပေါ့ဗျာဥပဆိုင်နဲ့ဒေါင်းကျင်ကလည်းသူတို့တမတ်ဟာဆန်ဆက်တတိကိုမိုးဆွေဖြစ်နေတော့အံ့ဩကြတာပေါ့ဗျာကိုမိုးဆွေကိုအရင်ကမမြင်ဘူးတဲ့မဆပေးကတော့သူ့ရဲ့ချစ်သူဟာဆက်တတိဆိုတာသိလိုက်တော့အံ့ဩပြီးကြည်နေရှာတယ်ဗျာကျွန်တော်ကိုကယ်ပါဆရာကြီးရဲ့ကိုမိုးဆွေကမျက်ရည်တွေကျရင်ပြောတာဗျကယ်ရမှာပေါ့မမိုးဆွေရဲ့ဘာမှမစိုးရင်တော့နော်အခုနေတော့ဟောဒီချီမန်ငွေချွတ်လိုက်ရင်မမိုးဆွေပြန်ပြီးပြောက်သွားအောင်ပါကွယ် ဒီချီမန်းခွင်းကိုကြကြဆွထားလို့မရဘူးကွပြီးရင်ချုပ်ပြစ်ရမှာပဲကဲချီမန်းခွင်းမချုပ်ခင်ပြောစမ်းမအောင်ကွမောင်မိုးဆွေပါရီဖြစ်ခဲ့တယ်ဆိုတာကိုဘိုးလူပဲမေးလိုက်တော့ကိုမိုးဆွေကပြောတယ်ဗျလွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်လောက်ကဟောဒီအနောက်ဘက်တောထဲမှာကျွန်တော်ရဲ့ကျွန်တော်တပည့်ကြော်မင်းရဲ့ယုံပြစ်ထွက်ခဲ့ကြတယ်ဆရာကြီးကျွန်တော်ပြစ်လိုက်တဲ့ယုံဖြူကြီးကတောထဲကိုထွက်ပြေးသွားတာနဲ့တနက်လွယ်ပြီးလိုက်ခဲ့တာနောက်တော့ယုံကဟောဒီအေးအေးတာအစုံကခြံဝန်းကြီးတဲ့ကိုဝင်ပြေးတာနဲ့ ကျုပ်လည်းခြံကြီးထဲဝင်ပြီးလိုက်ခဲ့တယ်ဗျာအဲ့ဒီမှာတင်ဒေါသတအားထွက်နေတဲ့ရှမ်းလို့လူတယောက်ကအိမ်ထဲကနေထွက်လာတာတွေ့လိုက်ရတယ်ဒီလူကကျွန်တော်ပြစ်လိုက်တဲ့ယုံကြီးကိုပွေထားပြီးမီးတဝင်းဝင်တောက်နေတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုကြည့်ပြီးပြောတာဗျဟဲ့ကောင်မင်းဒါဘာလုပ်လိုက်တာတော့အဲ့လိုကျုပ်ကိုအတန်ကျဲကြီးနဲ့អော်ပြီးမေးတယ်ဆရာကြီးရဲ့ကျွန်တော်လဲယုံပြစ်တာလေဗျာတောထဲမှာယုံပြစ်တာလေဘာဖြစ်လို့တော့ဒီယုံကခမားမွေးရတဲ့ယုံလို့ပြောချင်တာလားအဲ့လိုကျွန်တော်ကဒီလူကိုမေးလိုက်တော့ တော်တော်လူဘာဝရဲကောင်ပဲဒါယုံမဟုတ်ဘူးကဒါလူငါနှမနန်းအောင်ကငါထက်စွမ်းနဲ့မော်ဆရာတယောက်နဲ့ပညာပြိုင်တဲ့ပွဲမှာငါရှုံးနေလို့ငါနှမဝင်ပြီးကူတာကိုမော်ဆရာစိတ်ဆိုးပြီးငါနှမကိုယုံပြအောင်လုပ်ခဲ့တာကွဒီကောင်ကငါတက်နိုင်မှာငါနှမလူပြန်ဖြစ်မှာမလို့ငါပညာကိုမြင့်တက်မြင့်အောင်လုပ်နေတာကွအခုတော့သွားပြီမင်းကငါနှမကိုတတ်လိုက်ပြီမင်းတော့ကွာကဲကွာအဲ့လိုဒေါသတကြီးနဲ့អော်ပြီးတော့သူ့လက်ကထွက်လာတဲ့အယောင်လင်းလင်းလက်လက်တွေနဲ့ကျွန်တော်ကိုပြစ်လိုက်တာ ကျွန်တော်ယောက်ကြီးပျောက်သွားပြီးတော့ကျွန်တော်ကိုယ်တိုင်လူလားတရေလားမသိတဲ့ဘဝကိုရောက်ရတော့တာပါပဲဗျာအခုဆိုရင်ကျွန်တော်ဒီဘဝကိုရောက်နေခဲ့တာခုနှစ်နှစ်ရှိသွားပါပြီဒီလူကြီးခိုင်းတဲ့အတိုင်းဒီခြံကြီးကိုစောင့်နေရတာပါခြံထဲဝင်တဲ့လူမှန်သမျှကိုရိုက်ထုတ်ပြရတယ်တနေ့တော့ခြံထဲကိုတရာဖီပန်းနဲ့ဝင်ခူးတဲ့စပယ်ကထူးထူးခြားခြားကျွန်တော်ကိုမြင်ရတော့ကျွန်တော်ဝမ်းသာလိုက်ရတာမပြောပါနဲ့တော့ဗျာစပယ်ကကျွန်တော်ဘယ်သူမှလည်းမသိဘူးအဲ့ဒီအိမ်ထဲမှာနေတဲ့လူလို့ပဲထင်ပြီးတဖြည်းဖြည်းနဲ့ချစ်သူတွေဘဝကိုရောက်ခဲ့ကြတာပါဗျာနှုတ်နေပါဦးမောင်မိုးဆွေရဲ့ မင်းကိုရုပ်ပြောင်းအောင်လုပ်ခဲ့တဲ့လူပါရောဘယ်ရောက်သွားတော့ကွအဲ့ဒီလူဟာသူ့ကိုယ်သူကျွန်တော်ပုံစံနဲ့ချွတ်ဆွတ်တူအောင်ချက်ချင်းပြောင်းလိုက်ပြီးကျွန်တော်ယုံပြည့်တဲ့တနာကိုထမ်းပြီးတော့ခြံထဲကနေထွက်သွားတယ်မောင်မိုးဆွေရုပ်ပြောင်းသွားတယ်ဆိုတော့မောင်မိုးဆွေကဘလို့များသိတာတော့ကွဘိုးလူပြာကိုမိုးဆွေကိုထမ်းမေးပြန်တယ်ကျွန်တော်အိမ်ကြီးထဲဝင်ပြီးကိုလုံးပေါ်မှမှကြည့်လိုက်တော့ကျွန်တော်ပုံစံကမှန်မှလုံးဝမပေါ်တော့ဘူးဆရာကြီးရဲ့อืมမင်းရဲ့ရုပ်ကပြတ်သွားတာမဟုတ်ပါဘူးကွမော်ပညာအစွမ်းနဲ့လူတွေမမြင်အောင်ဖျောက်ထားတာပါ မင်းရဲ့ယောက်ကဒီအတိုင်းပဲရှိနေပါတယ်။ဘာမှတိတ်ပြီးမစိုးရင်ပါနဲ့။မင်းကိုလှုပ်သွားတဲ့မော်ဆရာရဲ့ပညာတွေပြဲသွားရင်ငါကိုယ်တိုင်းပြန်ဖြစ်မှာပါ။အဲ့ဒါပစ္စလတ်မော်ပညာလို့ခေါ်တယ်ကွ။ဒီမောင်နှမကိုကြုတ်လိုက်ရှာနေတာကြာပြီ။အခုမှပဲတွေ့တော့တာပေါ့ကွ။ဒီကောင်ကပစ္စလတ်ပါသိန်းဆိုတဲ့အကောင်ပဲကွ။ကဲဒါဆိုရင်တော့အချိန်မရှိဘူး။ပါသိန်းစီသွားကြရမှာပဲ။မောင်တာဒီမောင်မိုးဆွေကိုစွတ်ထားတဲ့ချီမန်ခွေကိုပြန်ချွတ်လိုက်တော့ခဏတော့ပြန်ပြောက်သွားလဲအောင်မယ်။မောင်မိုးဆွေမင်းဘဲမှမသွားနဲ့တော့ မဆပယ်စီမှာပဲနေခဲ့ပြီးတော့တထဲကုံမိုးဆွေပိုင်းနဲ့ရွှေစပူဆက်ဝန်းကြီးတဲ့ကိုဘိုးလူပေးရဲဆရာဥပဝင်းရဲ့ကြောက်ရဝင်လိုက်တာနဲ့ပြစ်စလက်ဗာသိန်းဆိုတဲ့အမော်ဆရာကြီးကစီးကြိုတိုက်တော့တာပဲဗျမင်းငါးစီကိုလိုက်လာမယ်ဆိုတာသိလို့အစင်သစ်စောင့်နေတာဟေးငလူပေးရဲ့ဟောပြစ်ပြီဗျပြစ်ပြီဘိုးလူပေကို तू ကစပြီပြစ်တာဗျဘာရုံနဲ့ပြစ်တယ်ထင်လို့တော့မွေရီနဲ့ပြစ်တာဗျပြစ်စလက်ဗာသိန်းရဲ့တကောလုံးမှာမွေရီပတ်ထားတာအပြည့်ပဲဗျဘိုးလူပေကသူ့တကောလုံးကနေဆက်ရောက်နေကိုချက်ချင်းဖြာထွက်လိုက်ပြီဗျဟာ ြစ်စလက်ပါတဲ့ပြည်သူများမွေးတွေကဘိုးလူပရဲ့ဆက်ရောက်နေတဲ့ကိုဖြတ်ပြီးမဝင်နိုင်တော့ဘူးဗျ။အားလုံးကြမ်းမြင့်ပေါ်ကြပြီးတွန့်လိန်တွန့်လိန်နဲ့ငြိမ်သွားကြတော့ဗျို။မွေးတွေတေကုန်တာဗျ။ရှိသည်များမွေးတွေနဲ့အကုန်ပြစ်ပြီးတာနဲ့ပြစ်စလက်ပါတဲ့ရဲ့ရုပ်ဟာကိုမိုးဆွေနဲ့ချွတ်ဆွတ်တူနေတဲ့ပုံကနေချက်ချင်းပြောင်းပြီးရှမ်းလိုလိုပုံစံဖြစ်သွားရောဗျ။ဟာပါတဲ့ကြီးနောက်ကျုံးပြစ်လိုက်ပြီဗျို။ကြားကြီးဖြစ်သွားပြီဗျ။ခါကြီးညွန့်ညွန့်ညွန့်နဲ့ကိုးတော်ကြားကြီးဟာဘိုးလူပရကိုခုံအုပ်ဖို့မန်ဖီပြီးချောင်းနေရောဗျို။ဟာကြားကြီးကပါဇက်ကြီးဟာပြီးဟိန်းလိုက်ပြီဗျို။ ဒီရောက်ကကိုစောင့်နေတဲ့ဘိုးလူပီရဲ့လက်ထက်ကအနီရောင်အလင်းဆက်တစ်စက်ကဖြတ်ခနဲထွက်လာပြီးကြားကြီးရဲ့ဟားနေတဲ့ပါဇက်ထဲကိုဝင်သွားရောပြို့ဟောလဲကျသွားပြီပြို့ကြားကြီးကဘုံဝင်နဲ့လဲကျသွားပြီဟောမြေကြီးပေါ်မှာလူလိုက်ပြီးမန်ဖီနေရောပြို့ဝေဒနာတစ်ခုကိုမချိမဆန့်ခံစားနေရတဲ့ပုံပဲဟာငြိမ်သွားပြီငြိမ်သွားပြီဗျကြားကြီးအသက်ရှိပုံမပေါ်တော့ဘူးဗျဟောစံစက်တွေကလူတွေထွက်လာပြီပြို့အပြင်မှာဘာဖြစ်သွားလဲဆိုတော့ဒီလူတွေနည်းနည်းမှသိပုံမပေါ်ဘူးဗျ စံစက်ကြီးကလည်းတဝုံးဝုံးလည်နေရဆိုတော့အပြင်းအထန်တွေကိုလည်းသူတို့ဘယ်ကြားနိုင်မှာတော့ဗျာဟာကြားတယ်ကြီးပါလားကြားကဘယ်ကနေရောက်လာတာတော့ဒါနဲ့တထေးရောတထေးရောစောစောဒီအပြင်ထွက်သွားတာဗျအော်ကျဲအော်ကျဲပြောနေတဲ့အလုပ်သမားကိုဆရာဥပဝင်ကတည်တည်ချာချာကြည့်လိုက်ပြီးဟဲ့ကောင်မောင်စိန်စက်ထဲကိုမြ мян ဝင်ပြီးဓာတ်စီယူခဲ့ဒီကြားကိုဓာတ်စီဖြန်းပြီးမိမိမြန်ရှို့လိုက်စမ်းဟာဆရာဥပဝင်ပါလားကျွန်တော်ကဆရာပါလာမန်မသိလို့ပါဆရာအခုပဲမိရှို့လိုက်ပါမယ် ခဏအတွင်းမှာပဲကြားတဲ့ကြီးကပြာဖြစ်သွားတော့တာပေါ့ဗျာ။ကဲမောင်စိန်ငါတို့သွားပြီ။ခဏနေရင်မင်းတို့တထေကိုမိုးဆွေလာလိမ့်မယ်။မင်းတို့ဆရာကတော်လေးပါပါရင်ပါလာမှာကွာမောင်စိန်ရ။ဟာဟုတ်လားဆရာဦးပေါင်းဝင်။ဝမ်းသာလိုက်တာဗျာ။တထေရအိမ်အောင်ပြုတော့မှလားဆရာ။အေးဟုတ်တယ်ကွာမောင်စိန်ရ။ကျုပ်တို့တို့ရောရွှေစဘူးစံဆက်ဝင်းကြီးတွေကနေအထွတ်မှာဝင်းနဲ့ကိုဝင်လာတဲ့ဆက်တထေကိုမိုးဆွေရဲ့မတ်စပယ်ရဲ့မတ်စပယ်ရဲ့အဖေဦးပါစိန်ရဲ့မတ်စပယ်ရဲ့အမေဒေါအောင်ချင်ကိုတွေ့လိုက်ရတယ်ဗျာ။ ကျမ်းမာကြပါစေချမ်းသာကြပါစေအဲ့လိုဘောလူဘေးရဲ့မြေတားပိုးတဲ့အတန်ကိုကြောက်ကြားလိုက်ရတယ်ဟုတ်ကဲ့ပါအခုလိုအဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ